ရန်နစ်စပွဲပြီးဆုံးခြင်း52မြောက်စီးပြအခမ်းအနားကိုဗုဒ္ဓဟူးနေ့ကတောင်ပိုင်းမြို့တော်ဆိုင်ကမှစီကားတိုင်းမြိုက်စွာဂုဏ်ပြုကျင်းပခဲ့ကြပါတယ်။ဒီနှစ်50ပြည့်ခမ်းအနားမှာသမိုင်းမှာပထမဆုံးအကြိမ်ဖြစ်တရုတ်လာအို ကမ္ဘောဒီးယားနိုင်ငံကတပ်ဖွဲ့ဝင်တွေနဲ့ရန်နစ်တပ်ဖွဲ့တွေရဲ့နောက်မှာပါဝင်ချီတက်ခဲ့ကြတယ်။လက်ရင်းနှံတော်အနီးမှာပြုလုပ်ခဲ့တဲ့ဒီစီးပြပွဲကရန်နစ်ပြည်သူတွေထောင်ပေါင်းချီတက်ရောက်ခဲ့ကြပြီးနေရာကောင်းရဖို့ပညာလုံးနေရာဦးဆောင်ဆိုင်ခဲ့ကြသူတွေလည်းရှိပါတယ်။ ။ရိုးစက်တဲ့လူငယ်တွေဟာလည်းဤရောက်နိုင်ငံတော်အလံကိုဝေရန်ပြီးရိုးချစ်သခြင်းတွေတီးဆိုခုံပြုခဲ့ကြပါဗျ။ရဟယင်တွေနဲ့ဇက်လျင်တွေဟာလည်းနိုင်ငံတော်အလံကိုတည်ဆောင်ပြန်တမ်းပြီးစီးပြခန္ဓာမှာပါဝင်အားဖြည့်ခဲ့ပါဗျ။ဒီနေ့ခန္ဓာကိုဗီယက်နမ်တပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေစစ်မှုထမ်းဟောင်းတွေနဲ့ဒေသခံပြည်သူတွေစုစုပေါင်း13000ခန့်ပါဝင်ခဲ့ကြတယ်လို့သတင်းတွေမှာဖော်ပြပါဗျ1950ခုနှစ်မှာစတင်ခဲ့တဲ့တောင်နှင်းမြောက်ဗီယက်နမ်စစ်ပွဲဟာ1959ခုနှစ်ဧပြီလ30ရက်မှာ ကွန်မြူနီဦးဆောင်တဲ့ရောက်ဘီယန်နန်ကအမေရိကန်ထောက်ခံတဲ့တောင်ဘီယန်နန်ရဲ့မြို့တော်ဆိုင်ကုန်းကိုသိမ်းပိုက်ပြီးတဲ့အခါပြီးဆုံးခဲ့တာပါ။လက်ရှိဘီယန်နန်လူငယ်အများစုဟာ1925ခုနှစ်နောက်ပိုင်းမှာမွေးဖွားခဲ့သူတွေဖြစ်တာကြောင့်ဘီယန်နန်စစ်ပွဲကိုမမီခဲ့ကြပေမဲ့လည်းတောင်နဲ့မြောက်ဘီယန်နန်တို့ပေါင်းစည်းညီညွတ်မှုကိုပြသနိုင်လို့ခွင့်ယူတယ်လို့ခန္ဓာတက်ရောက်သူလူငယ်တအုပ်ကပြောဆိုပါတယ်။ စစ်ပွဲပြီးမှမြောက်ဗီယက်နမ်ကိုထူထောင်သူကောင်းဆောင်ဟိုချီမင်းကိုဂုဏ်ပြုတဲ့အနေနဲ့တောင်ပိုင်းမြို့တော်ဆိုင်ကုန်းကိုဟိုချီမင်းမြို့အဖြစ်ကြီးပြောင်းလဲခဲ့ပါတယ်။ဒီနေ့90ပြည့်အခမ်းအနားကဗီယက်နမ်နိုင်ငံရဲ့သမိုင်းကိုခွန်ယူအမှတ်ရရုံသာမကနိုင်ငံရဲ့စီးလုံးညီညွတ်မှုကိုပါပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။